ူတွေကကံကိုလက်မြောက်အရှုံးပေးနေကြတာဟာကံဟာလက်မြောက်ပြီးအရှုံးပေးစရာမလိုဘူးလူဆိုတာပုရုဇဉ်ဆိုတာကောင်းတာလဲလုံးမိတာပဲမကောင်းတာလဲလုံးမိတာပဲအဲ့တော့မကောင်းတာတွေလုံးမိပြီးလို့ရှိရင်လည်းတသက်လုံးအရှုံးပေးရမှလားဆိုတော့မဟုတ်ဘူးအဲ့ဒီကံတရားတွေကလွတ်မြောက်တဲ့နိလန်းတွေရှိတယ်ဆိုပါတော့အကုသိုလ်တခုလုံထားမိပြီပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးเนาะ ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံသူကျွတ်ထားဖရားနဲ့ပတ်သက်တဲ့လောဟိတုပ္ပါရကသံဃာနဲ့ပတ်သက်တဲ့သံဃာဗေဒကာလို့ဆိုဒီပြစ်မှုကြီးတခုမကနှစ်ခုကျွတ်လို့ဒီဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာတိတ်ပေးတယ်ဗာပေးတယ်အာပါယီကောနေရီကောဒီဝတ္တတော ဒီပဒတ်ကအပင်ရောက်မှာပဲငေးချမှာပဲဟောငေးချမှာပဲ definitely ပြောတာအတ္တိကိစ္စပြင်လို့မရတော့ဘူးပူဇော်လို့မရတော့ဘူးကပ်ပတ်တော်ဒီကဘာလုံးငရဲ့မှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီဟုတ်တ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါ ဒါလည်းမှတ်သားစရာတစ်ခုပဲသစ္စာဘုရားဘလို့ရှင်းပြတော့လို့ဆိုတော့ဒီဝဋ်ထရဲ့တဏ္ဍမှာတဲ့အဖျားလေးတော့ဇာတ်ထဲမှာတော့သာမီးပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာနေရာကလေးအဖျားဆိုတာတည်တည်လေးဟုတ်တယ်မလားအဖျားကလေးတော့ထောက်ပြစေရနေရာလေးမှာတောင်ကုသူဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့ အဲ့ဒါလောက်မကြံလို့ငါများဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစရာကုသိုလ်လေးကျန်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည့်ဒီရက်မှာကုသိုလ်တွေလုံးဝကုန်သွားတဲ့ဒိဗေမျိုးမျက်စုံပြပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရေကြမှာလို့အတိအကျပြောရတယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေငရေကြမှာလို့အတိအကျပြောလို့မရဘူးမျက်စုံပြရဲ့ဒေသနာတော်ကကြည့်ဟောပုံကြီးမတူဘူးမျက်စုံပြက ာဏတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓာနန္ဒဗုဒ္ဓကြီးကဟောတယ်။ပါဏတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အားလုံးဟာငြေကြတယ်လို့ဒီလိုဟောတယ်သူ။မြတ်စွာဘုရားကအဲ့လိုမဟောဘူး။ဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်။သူဟောတာကပါဏတိပါဒလုံသူအားလုံးနေငြေရနိုင်ဖြစ်ဖြစ်သည်ငြေရကြသည်ဒီလိုဟောတယ်နိခန္ဓာဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူး။ ပါဏတိပါတော်နိရယသံဝတ္တိကောပါဏတိပါတအမှုသည်ငရဲ၌ဖြစ်စေနိုင်နေတည်မှုကိုပြောရတာငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးเนาะအကုသိုလ်မှုပြုရင်ငရဲကြမယ်လို့ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတယ် တေချာပေါင်းကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါရမတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိအကုသိုလ်ကလွတ်ရလွတ်နည်းနေရှိတယ်ကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ် ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိတ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူး။ဘာလို့อ่ะကိုလုံးတဲ့အလုပ်ဟာမကောင်းဘူးလို့သိရတယ်နံပါတ်1မားတယ်လို့မြင်မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟာကိုမိတ်ဆွေတွေဖြစ်စီဆရာထာမဖြစ်စီမားချောင်းဝန်ခံပြီးတော့အဲ့ဒီအမားမျိုးနောက်ထပ်မမအောင်ရှောင်ကျင်အောင်လေဒါအဖြေပဲ။ နောက်ထပ်မမအောင်ရှောင်ကျင်ရမယ်ရှောင်ကျင်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်ရအဲ့ဒါဆိုရင်ဒီကံကလွတ်တော်မှာသိကြဒါပဲဖြစ်တာပေါ့ဘူးကံကလွတ်လွတ်တဲ့နေပြောတာเนาะကံကလွတ်တဲ့နေကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းနေမှာရှိနေတဲ့ပုံကဒီအကုသို့ကံကအကျိုးပေးလို့မရဘူး မြတ်စွာဘုရားကလောနာကပန္လတုံမှာစာအိုးနဲ့စာခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်တယ်စာခဲလေးတစ်ခဲကိုတောက်ရီခွဲထဲထည့်လိုက်ရင်တောက်မဖြစ်အောင်ငမ်းမှာပဲဒါပေမဲ့အဲ့ဒီပမာဏစာခဲကိုရေကန်နဲ့ထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာအဲ့ဒီအခြေအနေကဘာလို့ဆိုလို့လူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုလို့အခြေအနေချင်းမတူဘူး ဒီလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုက်ရွယ်လေးပတ်စံရှိတဲ့လူအပြစ်ခံနေမှခံရတာလေအကြီးကဲနဲ့လူကြီးနဲ့တည်တဲ့လူအပြစ်ခံနေမှခံပြင်မှုကျွလွန်တောင်မှလွတ်နေတာလည်းမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်ပတ်စံရှိတဲ့လူကသူကပတ်စံကအခြေအနေကောင်းတယ်နော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြင်မှုကလွတ် ရတဲ့အခြေအနေကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ပုရုษရှင်ဘဝမှာအကုသိုလ်လုပ်မိတယ်လုံးဝဒီအခြေအနေမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာ ਨੇ ခုနကသီလသမာဓိပညာအခြေအနေကောင်းရှိရတဲ့အတန်းနဲ့အကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူဆိုတာမတူဘူး တိလသမารိဆိုတဲ့အခြေအနေကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်လုပ်မိအောင်အဲ့ဒီအကုသိုလ်ဟာသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတဲ့နေရာတွမ်းမှုခုနမကောင်းတာတွေတက်တက်လှုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ခံဟာဒီလိုရှိတယ်လောကသမာဝါမှာလည်းဒီတိုင်းပဲအေးဒါကြောင့်မို့လို့ကံတရားဆိုတာ ကိုကအရှုံးမေးရမယ့်ဟာမဟုတ်ဘူးကိုကပြုပြင်ရမယ့်အရာသာဖြစ်တယ်။ကောင်းတဲ့အရာကိုမကောင်းတဲ့ကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာကိုစားထိုးရမကောင်းတာနဲ့ကောင်းတာကိုဖယ်ရှားပြရမယ်။ကံရဲ့သဘာဝကိုနားလည်လာပြီဆိုရင်ဘဝဟာဒီကံတွေရဲ့အကျိုးကိုကြည့်ပြီးတော့မကောင်းတဲ့ကံတွေကိုရှောင်ရှားလို့ကောင်းတဲ့ကံတွေကိုကြိုးစားလုပ်ကိုင်သွားမယ်ဆိုရင်တန်တရာမှာပျော်ခြင်းလည်းပဲကောင်းတဲ့ဘဝမှာပဲနေရမှာပဲ နိဗ္ဗာန်မရခြင်းသေးဘူးဆိုလို့ရှိရင်တန်တရားမှာကောင်းတဲ့ဘဝကနေကောင်းတဲ့ဘဝကူးပြီးတော့သွားလို့ရတာပဲအကယ်၍တန်တရားဘဝကြီးကိုကြီးငွေပါပြီဖြစ်ဖို့နာသေးဒီဒီဒုက္ခကြီးတွေမလို့ကျွန်တော်ဘူးလို့ဆိုလို့ရှိရင်လည်းကောင်းတာတွေလုံရင်ကနေပြီးတော့ကောင်းတဲ့ကံရောမကောင်းတဲ့ကံရောဖယ်ရှားပြစ်လိုက်ပြီးဆိုတဲ့အချိန်မှာ ကိလေသာတွေဖယ်ရှားပြစ်လိုက်လို့ကောင်းတဲ့ကံလည်းအကျိုးပေးလို့မရတော့ဘူးမကောင်းတဲ့ကံတွေကလည်းအကျိုးပေးလို့မရတော့ဘူးဆိုလို့ရှိရင်တော့ဒါနိဗ္ဗာန်ချမ်းသာကိုရသွားကြမှာပဲအဲကြောင့်မို့ကမ္မပစ္စယောကံနဲ့ပတ်သက်ပြီးတော့စနစ်တကျနားလည်ပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပဋ္ဌာန်းမြတ်ဒေသနာတော်မှာလာတဲ့ကမ္မပစ္စယောသုတ်တန်ဒေသနာတော်တွေမှာလာတဲ့ကမ္မကံအကြောင်းဒီနှစ်ခုကိုနားလည်ပြီးတဲ့အခါကျလို့ရှိရင် မိမိတို့ဘဝမှာရှောင်းရံကံနဲ့ဆောင်းရံကံဒီလိုမျိုးကွဲကွဲကြောကြားနားလည်လို့ကောင်းတဲ့ကံတွေကိုပြုစုအားထုတ်ခြင်းဖြင့်ကောင်းတဲ့ကံရောမကောင်းတဲ့ကံတွေရောအာလုံကံအာလုံကလွတ်မြောက်ဖို့ရတဲ့ကိလေသာတွေကိုဖယ်ရှားပြီးတော့ဒီကောင်းတဲ့ကံတွေရဲ့အကျိုးကိုခံစားလို့ကိလေသာတွေကိုလုံးဝဖယ်ရှားပြစ်လိုက်ခြင်းဖြင့်တန်တရားဝုစင်းကလွတ်အောင် အာလုံးချင်းချံကျုပ်ကိုအထောက်တော်မူနိုင်ကြပါစေကုန်သတည်း